င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ ထိုင်းမြန်မာနယ်စပ်ကရင်ပြည်မြောက်ရီကနမဲဆိုးနဲ့ကြော်ကြားလာတဲ့ ကီကီပတ်ငွေလိန်ခြံဝန်းကိုစစ်ကော်မရှင်တပ်ကဝင်ရောက်စီးနှင်မှုဟာဆိုလို့ရှိရင်နိုင်ငံရေးအရာအပြင်းအထန်အငင်းပွားစရာဖြစ်လာပါတယ်စစ်ကော်မရှင်ကတော့ဒီလုံရက်ကိုအုံချပြီး KNU ခေါင်းဆောင်တွေပါဝင်ပတ်သက်နေတဲ့ဆိုတော့စာချုပ်အထောက်အထားတွေပါ ထုတ်ဖော်ပြီးတော့ဆွဆွဲတိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့ KNU ဘက်ကတော့ဒါဟာ BGF ကဥဆောင်ပြီးတော့လုတ်ကင်နေတာဖြစ်ကြောင်းပြန်ညှင်းဆိုထားပြီးတော့စစ်ကော်မရှင်ရဲ့လုံရက်ဟာ နိုင်ငံရေးအရတိုက်ခိုက်လူချင်းသာဖြစ်တယ်လို့တုံ့ပြန်လိုက်ပါတယ်။ဒီရှုပ်ထွေးတဲ့နိုင်ငံရေးစစ်တလင်းကိစ္စကိုဘူဂျုံစော်မင်းထွန်းနဲ့ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူအာဘဒူဂလဲဆီရူရဲ့ပြောကြားချက်တွေနဲ့အတူဆက်ပြီးတော့နားဆင်ကြည့်ကြရအောင်ပါ။ ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ကနမဲဆိုးနဲ့ကြော်ကြားတဲ့ KK Park Cyber ငွေလိန်ခြံဝန်းကိုစစ်ကော်မရှင်တပ်ကဝင်ရောက်စီးနင်းခဲ့တဲ့ကိစ္စဟာနိုင်ငံရေးစစ်ရေးရှုပ်ထွေးမှုတွေနဲ့ပြည့်နေပါတယ်။ဒီလုံရဟာနိုင်ငံကဖိအားတွေကိုရှော့ချဖို့အတွက်ဟန်ပြအရှင်းလင်းရေးတသက်ပဲဖြစ်တယ်လို့လည်းလေလာသူတွေက သုံးသပ်ကြပေမဲ့စစ်ကော်မရှင်ကတော့ KNU အဖွဲ့အပေါ်ပြင်းပြင်းထန်ထန်ဆွဆွဲတိုက်ခိုက်ဖို့ကြိုးပမ်းနေပါတယ်။ အော်တိုဘာလ19ရက်နေ့မှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ KK Park ကိုဝင်ရောက်ရှင်းလင်းခဲ့ပြီးတော့အလုတ်သမား2198ယောက်ကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ဒီစီမံကိန်းဟာ KNU ခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေကြောင်းနိုင်ငံတော်ပိုင်မြေကိုဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့ကြောင်းစစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကစာချုပ်အထောက်အထားတွေကိုထုတ်ဖော်ခဲ့ပါတယ်။ ကေကေပတ်စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာထင်ရှားတာတွေ့ရပါတယ်။ဝေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်းကြီးကိုဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီလုံကရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။ ဗိုလ်ချုပ်စော်မင်းထွန်းရဲ့ပြောကြားချက်အရာ KK Park စီမံကိန်းကိုလှုပ်ဆောင်ဖို့အတွက် KNU ရဲ့မူလဤအလင်းဆိုတဲ့ကုမ္ပဏီနဲ့ထိုင်းကုမ္ပဏီတခုတို့ဟာ2020ပြည့်နှစ်ဖေဖော်ဝါရီလမှာသဘောတူညီမှုစာချုပ်ချုပ်ဆိုခဲ့တယ်လို့ဆိုပါတယ်။မြေဧကတရာလောက်ကိုနှစ်ပေါင်း30ငားရန်ဖို့သဘောတူခဲ့ပြီးစာချုပ်မှာလက်ရှိ KNU ရဲ့ဥက္ကဋ္ဌဘဒိုစောကွယ်ထူဝင်းနဲ့အရင်ကာကွယ်ရေးဌာနတာဝန်ခံတို့ကဘ ਹੁ ဘဏ္ဍာရေးကော်မတီအနေနဲ့လက်မှတ် က်ရေးထိုးထားတယ်လို့စစ်ကော်မရှင်ကထုတ်ဖော်ခဲ့ပါတယ်။ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘဒူကလေးစီကတော့စစ်ကော်မရှင်ရဲ့ဆွဆွဲချက်တွေကိုပြင်းပြင်းထန်ထန်ပြန်ပြီးတော့ညှင်းဆို့ခဲ့ပါတယ်။စစ်ကော်မရှင်ဟာဒီမီနီယာကိုအတုံးချပြီး KNU ကိုနိုင်ငံရေးအရာတိုက်ခိုက်ချင်တာဖြစ်တယ်လို့ဘဒူကလေးစီကထောက်ပြပါတယ်။အာယနေ့သူတို့စစ်ကော်စီဘက်ကဝင်ရောက်ပြီးတော့ရှင်းလင်းလိုက်တဲ့အကြိမ်ပြန်နေရတာ ကျွန်တော်တို့တူးတူးကြပ်ထားတာပေါ့နော်ဒါကဒီရက်ကလည်းဒီဆောင်ပြီးတော့ထားတဲ့နေရာဖြစ်တယ် ဒုကလေးစေးက KK Park စီမံကိန်းဟာ KNU ရဲ့စိုးမိုးမှုအပြည့်အဝမရှိတဲ့နေမြေမှာတည်ရှိတာဖြစ်ပြီးတော့အ धिक အားဖြင့်နေစားဆောင်တဲ့ BGF ကဥဆောင်လုတ်ကင်နေတဲ့နေရာဖြစ်တယ်လို့ရှင်းလင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်သူတို့အနေနဲ့လက်ရှိလုပ်ငန်းတွေမှာလုံးဝမပတ်သက်ကြောင်းနဲ့အဖွဲ့အစည်းထဲမှာပါဝင်ပတ်သက်တဲ့သူရှိရင်လည်းပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့အာမခံခဲ့ပါတယ်။ကျွန်တော်တို့ KNU နေနဲ့ကတော့လုံးလုံးဘုရားမှာဖတ်တဲ့ပုံဥဒေရတော့လကောင်း ျွန်တော်ရဲ့ဟိုဘောနော်ဒီအဖွဲ့စည်းရဲ့စီးပွားဆုံးဖြတ်ချက်ရတော့လောက်အာဒါရီဒီကျွန်တော်တို့ဟိုလောကလက်မခံဘူးဆိုတဲ့အကြောင်းလောက်ဆောင်တဲ့လူရှိရင်လည်းကျွန်တော်တို့ပြပြရင်းသွားမယ် KNU ပြောရေးဆိုခွင့်ရှိသူကစစ်ကော်မရှင်ရဲ့ဆွဆွဲချက်စာချုပ်ဟာ KK ပတ်နဲ့နီးစပ်တဲ့တခြားမြေနေရာတွေနဲ့ဆက်ဆက်နိုင်တယ်လို့ဆိုပါတယ်။စစ်ကော်မရှင်ကဝင်ရောက်သိမ်းယူခဲ့တဲ့ Starlink ဆက်သွယ်ရေးကိရိယာတွေဟာဆိုရင်လည်းအမေရိကန်လွှတ်တော်ရဲ့တောင်းဆိုမှုကြောင့် ကုမ္ပဏီဘက်က lock ချထားပြီးသားဖြစ်တာကြောင့်စစ်ကော်မရှင်ရဲ့ရှင်းလင်းမှုနဲ့မဆိုင်ဘူးလို့ထောက်ပြခဲ့ပါတယ်။လွတ်လပ်တဲ့သတင်းဌာနကြီးတွေနဲ့နိုင်ငံတကာလေ့လာသူတွေကတော့ဒီစီးနှင်းမှုဟာဆိုရင်တရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာရဲ့ PR တွေကိုဟန်ပြဖြေရှင်းရေးတသက်ပဲဖြစ်တယ်လို့သုံးသပ်ပါတယ်။စီးနှင်းမှုအပြီးမှာနိုင်ငံခြားသားတထောင်ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့ပြီးတော့မြောက်ရီဒေသတဝိုက်မှာတခြားငွေလိမ်စင်တာ28ခုလောက်ကျန်နေသေးတယ် ကြောင့်ဒီရာဇဝတ်ကွန်ရက်ဟာချက်ချင်းမပြိုလဲသေးဘူးလို့ဂျူရုဓာတ်ပုံတွေကနေသုံးသပ်ပြသနေပါတယ်။စစ်ကော်မရှင်ရဲ့ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကအွန်လိုင်းလောင်းစားလုပ်ငန်းတွေကိုကာကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်အောင်လှုပ်ဆောင်ပေးနေတဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ နိုင်ငံတကာလေးလာသုံးသက်သူတွေကတော့ဒီလူကုန်ကူးမှုနဲ့ငွေလိမ်ကိုင်းကွန်ရက်ကိုအမြင့်ပြတ်ချေမှုန်းဖို့ဆိုရင်အဓိကအားဖြင့် PGF ဒီနေကြာဆောင်တပ်ဖွဲ့နဲ့ဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေအပြင်သူတို့ကိုအကာအကွယ်ပေးနေတဲ့မြန်မာစစ်အုပ်စုကိုမဖြစ်မနေပြစ်မှတ်ထားအရေးယူဖို့လိုအပ်တယ်လို့ထပ်ပြီးတော့သုံးသက်ထားကြပါရယ် KNU ပြောခွင့်ရဘဒုကလဲစေးကလည်းသူတို့ရဲ့ရည်ရွယ်ချက်ဒီ KNU ကိုဆွဆွဲဖို့ဆိုတဲ့ ရည်ရချက်လို့ပါတယ်ကျွန်တော်တို့နားလည်တယ်ဒီလိုမျိုးဟိုတတ်ရှုပ်သူခွဲခံရလို့သူဖြစ်ပေါ်လာတာသူတော့သူရဲ့နောက်ကျောမှာအမြဲတမ်းဒါနဲ့ထောက်ထားတဲ့စစ်အုပ်စုကရှိနေတယ်ဆိုတာကိုလည်းကျွန်တော်မမေ့သင့်ဘူး KNU ပါဝင်ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာတွေးခွဲဖို့ကြိုးပမ်းမှုတွေအပြင် KK Park ကိစ္စကိုနိုင်ငံရေးအရအသုံးချဖို့ကြိုးပမ်းနေတဲ့အခြေအနေတွေကိုတော့ဘုဒ္ဓကလေးစီကထောက်ပြပြောဆိုသွားတာပဲဖြစ်ပါရဲ့ရှင်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်